thank you င်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စစ်ကောင်ဆောင်ရဲ့နေအိမ်မှာဗန်ကားများတိုးချိတ်ဆောက်လုပ်ထားပြီးနေပြည်တော်မှာအထူးခံစင်ပြင်ဆင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်မှာအထူးခံစင်ပြင်ဆင်နေပြီးစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမြောင်လိုင်းရဲ့နေအိမ်မှာပါလုံခြုံရေးတိုးမြင့်ကဗန်ကားများဆောက်လုပ်ထားကြောင်းသိရပါရယ်။စစ်ကောင်ဆောင်ရဲ့နေအိမ်မှာဗန်ကား၅လုံးအခိုင်အမာဆောက်လုပ်ပြီးစီနေပြီးစစ်ရုံးချုပ်အနီးမှာပါလက်နက်ကြီးတန်ချက်ကရင်များမှာတိုးချိတ်ပြီးခံစင်အတွက်အထူးပြင်ဆင်လျက်ရှိကြောင်းသိရပါရယ်။ ါတယ်။အရှင်ကစကားဆောင်အိမ်မှာလုံခြုံရေးတပ်ရင်းတစ်ဖွဲ့ပဲရှိတာ။အခုကဘန်ကာရီပါစောက်ထားတယ်။သူ့အိမ်ပတ်ချလဲမှာပဲဘန်ကာရီစောက်ထားတာ။သူတို့ပြန်ဝိုင်းတိုက်မှာဆိုလို့ထင်တယ်လို့တက်တွင်းသတင်းတွေကိုစုံစမ်းဖော်ပြနေတဲ့စီရီယန်စစ်သားဗိုလ်ကြီးစင်ရောကပြောပါတယ်။ရခင်ကစကားဆောင်ရဲ့နေအိမ်အတွက်လုံခြုံရေးတပ်ရင်းတစ်ခုသာထားရှိပြီးအခုနေအိမ်ပတ်ပတ်လဲမှာဘန်ကာရီကိုပါစောက်လုပ်ပြီးလုံခြုံရေးတိုးမြင့်အင်အားတိုးချင့်ထားကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကစင်ယုံကျောင်းအတွက်အလုံးကျုံရင်းလို့ဆိုပြီးအမတ်ချောက်စစ်စင်ကိုကဲမှုဌာနချုပ်စ ဆကခ6တွင်နနက်ကြီးများတက်ဆင်ပြီးဆက်သွင်းတူးများများတူးကဂျမ်ပါဆက်ကြီးတွေပါအထိုင်ချထားကြောင်းသိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ဝင်ကြီးဦးရီမွန်ကပြီးခဲ့တဲ့မလရှင်ရက်ကပြုလုပ်တဲ့တော်လိုင်းတပ်ဖွဲ့ရင်းရဲ့တမှုတင်နန်းစင်ပွဲတစ်ခုမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ရင်းနဲ့မဟာမိတ်တော်လိုင်းအဖွဲ့များလက်တွဲပါဝင်တဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြပြီးစင်အာနာသိမ်းမှုကိုအဆုံးသတ်မယ်လို့ထည့်သွင်းပြောဆိုထားပါတယ်။မန္တလေးတိုင်းတွင်ရှိဒေသကာကွယ်တပ်ဖွဲ့များပူးပေါင်းပြီးပြီးခဲ့တဲ့ဒီဇင်ဘာတတိယဘက်ကစတင်ပြီးရှမ်းကောင်မန္တလေးအမြန်လမ်းမှာလုံခြုံရေးယူစစ်ဆေးမှုတွေစတင်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်မန္လာဆက်လီရဲ့ည 2012နိုင်ငံမှာ3900တက်မှ PDF တွေနဲ့ရှာကုန်မြောက်ပိုင်းခရိုင်ပကဖ ခွဲနှင့်ပူးပေါင်းတပ်ဖွဲ့မှစစ်ကောင်စီရဲ့တရားတမိုင်နီးရှင်စင်စလုံးစစ်စင်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာတပ်ဖွဲ့ဝင်လေးဦးတင်ဆောင်ပြီးသုံးဦးထဏ်ရာရရှိခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။လက်ရှိမှာအင်းရဲ့ဒုစစ်မှလည်းပဲခူးတိုင်းအနောက်ခြမ်းကိုရောက်ရှိလာပြီးဗရောင်မျိုးနယ်အတွင်းရှိတပ်စခန်းတွေကိုပါတင်ဆက်ထားကကပ္ပစာဆက်ယုံနေရှိရာကိုစစ်ရေးမှဦးတည်နေကြောင်းသိရပါတယ်။ဇလန်ပြီးစစ်ကောင်စီနဲ့ချုပ်ဆိုတဲ့စာချုပ်များအကျိုးမရှိကြောင်းရုရှားအစိုးရထံ NUG စာရေးသားကန့်ကွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီနဲ့ချုံဆိုထားတဲ့စာချုပ်တွေကရှင်းရှင်းတည်တံ့ခံမြင်နေရင်းနှီးမြှုပ်နှံမှုတွေအတွက်အကျိုးမရှိကြောင်းရုရှားအစိုးရထံအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကစာရေးသားပေးပို့ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့မန်လာဆန်ရုရှားခီးစဉ်အတွင်းရုရှားသမ္မတပူတင်နဲ့နားလည်မှုစာကြုံလာတဲ့သဘောတူစာချုပ်များလက်မှတ်ရေးထိုးလင်းလင်ခဲ့ကြရာအဆိုပါစာချုပ်များမှရှင်းရှင်းတည်တံ့ခံမြင်နေရင်းနှီးမြှုပ်နှံမှုတွေအတွက်အကျိုးမရှိကြောင်းရုရှားအစိုးရထံကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနကစာရေးသားပြော ဆိုခဲ့ပြီးဖြစ်ကြောင်းသမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါရယ်၎င်းကပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာတဆင်မလ၁၈ရက်မှာပြောကြားခဲ့တာပါအကြံဖက်စကောင်စီကတရားမဝင်အာဏာသိမ်းတဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်ကစပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ခွင့်ပြုမိန့်နဲ့အတည်ပြုမိန့်များထုတ်ပေးခြင်းကိုချွင်းချက်မရှိရပ်ဆိုင်ထားဖို့အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်းဗန္ဓာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှအမိန့်ကြော်ညာစာအမတ်တင်မြင့်ဆောင်2021နဲ့ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်လို့ NUG သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကအာဏာသိမ်းမှုမတိုင်မီကနိုင်ငံများအကြားချုပ်ဆိုထားတဲ့နေနမိတ်သဘောတူညီချက်တွေအပါအဝင်စာချုပ်တွေနဲ့သဘောတူညီချက်တွေကိုသာတာဝန်ယူဆောင်ရွက်မှာဖြစ်ပြီးတရားမဝင်တဲ့အကြမ်းဖက်စစ်ကောင်စီလောက်ကမ်းမြန်မာနိုင်ငံရှင်းလင်းမြုံနယ်မှုကော်မရှင် MIC ထံမှခွင့်ပြုမိန်အတီးပြုမိန်များတောင်းခံကရှင်းလင်းမြုံနယ်မှုလုပ်ငန်းများဆောင်ရွက်ခြင်းကိုလုံးဝမပြုလုပ်ကြဘို့ဆောင်ရွက်စေတရားမဝင်တဲ့ရှင်းလင်းမြုံနယ်မှုလုပ်ငန်းတွေကိုလည်းချွင်းချက်မရှိရပ်ဆိုင်ထားဖို့အတူတတိပြီးအကြောင်းကြားလို့ကြောင့်သမရယုံပြောခွင့်ရသူကဆက်ပြောပါတယ် စစ်ကောင်းဆောင်မင်းရောင်လိုင်းရဲ့ရုရှားခေစင်တွင်အမှုမျိုးစွန့်ရင်ဘူမိပေဒါနှင့်ဒက်သက်တူရှာဖွင့်ရင်စီးပွားရေးရှင်နီမြုံနံမှုအကောက်ကွန်ပညာရေးကျမ်းမာရေးအာကစားစာရေးနေပင်များနဲ့သက်ဆိုင်တဲ့သဘောတူစာချုပ်နဲ့နားလည်မှုစာကြံလာများစုစုပေါင်း10ခုလက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။စစ်ကောင်းဆောင်ကရုရှားနိုင်ငံမှာနောက်ထပ်အာဏာရှင်နိုင်ငံဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံကိုဆက်လက်တွန်းရောက်ရာအာကစားကဏ္ဍ၊ခီးတွားကဏ္ဍ၊ဥပဒေရပူပေါင်းဆောင်ရွက်ရေးစာပြုံးရေးနဲ့အစားအစာ BNI ရဲ့ကင်းရှင်းရေးကဏ္ဍတွေမှာပူပေါင်းဆောင်ရွက်ရေးနားလည်မှုစာကြံလာကိုလက်မှတ်ရေးထိုးခဲ့ကြောင်းစ စ်ကောင်စီဝါနာဖြန့်တင်စာလေးမှာဖော်ပြပါရတယ်။အဲ့ဒီခီးစင်တွေနဲ့ပတ်သက်ပြီးအာနာသိန်းစစ်ကောင်ဆောင်မင်းအွန်လိုင်းရုရှားနဲ့ဘယ်လာရုနိုင်ငံတွေကိုတောင်းရောက်ခင်တာကသူနဲ့စစ်ကောင်စီရဲ့အာနာတီမြဲရေးအတွက်အထောက်အကူပြုရင်းဆက်လက်နဲ့များဝယ်ယူရင်းတရားမဝင်ငွေချင်းရှာဖွေရင်းမြန်မာပြည်သူတွေရဲ့လုံအားကိုအမျက်ထုတ်ရင်းနဲ့လူသားတင်ဖို့ဖို့ဆိုတာတွေအပြင်စစ်ရှုံးနေတဲ့သူရဲ့စစ်တပ်ကိုလိန်လယ်နဲ့စားပြီးစိတ်တမြင့်တင်ဖို့နဲ့အတူရောင်ရွေးကောက်ပွဲရနေပြီးနိုင်ငံရေးထွက်ပေါက်ရှာရန်တာဖြစ်တယ်လို့ NUG သမရယုံပြောရေးဆိုခွင့်ရှိသူကသုံးသပ်ထားပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ကုလအထူးကိုစလဲကိုစစ်ဆေးဖို့အဖွဲ့ပေါင်း300နီးပါးတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကုလအတွင်ရေးမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုစလဲဂျူလီပီရှော်ရဲ့စီးပွားရေးလုပ်ငန်းတွေကအကျိုးစီးပွားပဋိပက္ခရှိမရှိအမြန်ဆုံးစစ်ဆေးဖို့ကုလသမဂ္ဂအတွင်ရေးမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကိုမြန်မာအရင်လှူရှားတဲ့နေပယ်ဆောင်ကအဖွဲ့အစည်းပေါင်း290ကမလ18ရက်နေ့မှာတောင်းဆိုလိုက်တာပါ။အဲဒီလိုစစ်ဆေးပြီးတွေ့ရှိချက်တွေကိုအများပြည်သူသိအောင်ချပြဖို့အိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုခဲ့တာပါ။ဒါအပြင်အထူးကိုစလဲမစ် ဂျူလီဗီရှော်ရဲ့လုတ်ပိုင်ခွင့်အာဏာကိုချက်ချင်းရတံပြီးမြန်မာအရှေ့ကိုကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတိုင်ရိုက်ကိုင်းတွက်ပြီးဖို့လဲတောင်းဆိုခဲ့ပါတယ်။ဂျူလီဗီရှော်ရဲ့စီးပွားရေးလုပ်ငန်းတွေဟာမြန်မာနိုင်ငံမှာလုတ်ကိုင်းနေတဲ့တပ်တူလုပ်ငန်းတွေတင်ယူအစိုးရပိုင်းကုမ္ပဏီတွေနဲ့ဆက်နွယ်မှုတွေရှိနေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲဒီစီးပွားရေးလုပ်ငန်းတွေကအကျိုးစီးပွားပဋိပက္ခတွေရှိနိုင်တာကြောင့်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးဖို့ဆိုပြီး Justice for Myanmar JFM ကဘလကိုရည်နေကတောင်းဆိုလိုက်တဲ့နောက်အရှက်ဖက်ဖွဲ့စည်းတွေကလည်းခုလိုတက်မှန်တောင်းဆိုလာတာဖြစ်ပါတယ်။ 你必须要讲。 ဂျူလီပီရှော့န်ပါတနာ JBB ကုမ္ပဏီကလုပ်ငန်းဆိုင်ရာမဟာပြူဟာဆန်းစစ်အကန့်ဖြန့်လမ်းညွှန်ပေးတဲ့ပုဂ္ဂလိကအကြံပေးကုမ္ပဏီဖြစ်ပြီးမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဘဲကုမ္ပဏီဘဲလူပုဂ္ဂိုလ်တအုပ်တယောက်ကိုမှအကြံပေးတာမရှိခဲ့ဘူးကြောင့်တရင်ဌာနကိုမလ၁၂ရက်နေ့ကအီးမေးလ်ကတဆင့်ပြန်လည်ဖြေကြားခဲ့ပါတယ်။သူ့အနေနဲ့ကုလသမဂ္ဂရဲ့ကျင့်ဝတ်နဲ့တာဝန်ဝင်တရားတွေကိုအပြင်းအထန်လိုက်နာကြောင်းလည်းပြောပါတယ်။အရှက်ဖတ်အဖွဲ့အစည်းည90ရက်ထုတ်ပြန်ကြမှာတော့ကုလသမဂ္ဂအနေနဲ့မြန်မာပြည်သူတွေရဲ့အသက်တွေပေါ်အနေနဲ့ဖြစ်စေမယ့်အကျိုးစီးပွားတွေရှိနေတဲ့အထူးကို လဲကိုမြမအကြက်တဲဖြည့်ရှင်းဖို့တာဝန်ဆက်ပေးထားမယ်ဆိုရင်ဒါဟာကျိုးကျောင်းစင်ကျင်မှုနဲ့ပါတဲ့လုံရဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဆလပီ KNU စင်ယုံနယ်မြေဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်လိုင်းဖွဲ့မြို့နယ်မှာရှိတဲ့ကရင်မျိုးသားစင်ယုံ KNU ရဲ့စင်ယုံနီကိုမလ၁၈ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကအထီးခံဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သတင်းဌာနရင်းစင်ရေးသတင်းအရင်းမြစ်တွေကပြောပါရယ်။အထီးခံဒရုန်း၃၀နဲ့တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လေးစေဦးစီးချုပ်စောကျော်နီရဲ့နေအိမ်ကြီးကြားရောက်ပောင်ကွဲခဲ့တာလို့ဆိုပါရယ်။လူထိခိုက်မှုမရှိဘဲအဆောက်အအုံတချို့အနေနဲ့ထိခိုက်ပျက်စီးခဲ့တယ်လို့အခုဖြစ်ရက်ကိုသိရှိတဲ့စင်ရေး တင်းအရှင်မြင့်တန်ဦးကပြောပါတယ် လူထိခိုက်တာတော့မရှိဘူးစစ်ကောင်စီကဒီတခုနဲ့ဆို၃ချိန်ရှင်းပြီး drone နဲ့တိုက်ခိုက်တာဒါကြောင့်အကုန်ပြင်ဆင်ထားတော့ဘာမှတော့မဖြစ်ဘူး drone ၃ဆင်းစလုံးတစ်ပြိုင်တည်းလာတာမဟုတ်ဘူး၁၀မိနစ်စီချပြီးမှလာတာပါအဆောင်နှလုံးပဲနည်းနည်းပြည့်စင်သွားတယ်လို့သိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်တင်နိုင်ဖို့ကင်းအမျိုးသားစီရင် KNU ရဲ့ပြောခွင့်ရသူတွေကိုသတင်းဌာနကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်စစ်ကောင်စီတပ်ကတိုက်ခိုက်တယ်လို့ပြောဆိုချက်နဲ့ပတ်သက်လို့တောင်းမြန်ကြရဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမြေဖုန်းလက် ခံဖြည့်ဆိုတာမျိုးမရှိပါဘူး၂024ခုနှစ်ဇန်နဝါရီလ31ရက်နေ့ကလည်း KNU ဌာနချုပ်နယ်မြေကိုစစ်ကောင်စီတပ်ကအသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်ဆလပီကလေးမျိုးမှာနှစ်ပတ်အတွင်းလူငယ်40ခန်းဖမ်းဆီးခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမျိုးနယ်မှာမလတီရနီကနေ19ရက်နေ့ဒီနှစ်ပတ်ကျော်အတွင်းလူငယ်40ခန်းကိုဖမ်းဆီးပြီးအများစုကိုကလေးမျိုးအချင်းဆိုင်အမှတ်တစဉ်တမန်တော်တမ်းမြင့်လေးကြီးတနန်းချောင်းကိုပို့ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ ကလေးမျိုးပေါ်ရက်ွက်တင်ဖြစ်တဲ့အောင်မင်္ဂလာသက်စင်တာဟန်ချမ်းမြီအောင်စီစားတဲ့ရက်ွက်တင်မှာလမ်းတွေလမ်းကြတွေနဲ့အထင်စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကလိုက်လံဖမ်းဆီးခဲ့တာလို့ဒေသခံတောင်းကပြောပါရယ်ဆက်သုံးရည်နှစ်လောက်ကလည်းချင်းခန့်နေတဲ့လူငယ်တွေဆန်ရောက်ကြဖမ်းသွားတာသူတို့ကအသက်လည်းမပြည့်သေးဘူးဆိုတော့မိသားစုကလိုက်တာစူပေါင်းရုံမှာခေါ်ထားတဲ့တင်ရပိုင်ဖမ်းဆီးစိတ်တာတယ်အိမ်ပေါ်တွေတက်ဆွဲတာလည်းရှိရဲ့ရက်ွက်တင်တဲ့အထိတမင်းရှောင်းတခင်ဝင်ရောက်ဖမ်းဆီးတာရှိသလိုလမ်းသွန်းလမ်းလာတွေရဲ့လမ်းခိုက်ဖုန်တွေကိုစစ်ဆေးပြီးအကြံပြချက် မခိုင်လုံးနဲ့ဆွဆွဲချက်တွေနဲ့လူငယ်တွေကိုဖမ်းဆီးစုဆောင်းနိုင်ရလဲရှိရလို့သူကပြောပါတယ်။ဒီအခြေအနေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့စကိုင်းတိုင်းပြောခွင့်ရသူကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမယ်လက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ကလေးမျိုးနယ်မှာစစ်ကောင်စီရဲ့စစ်မှုရဖတ်စင်6ကနေ9ထိစစ်တနန်းတွေအတွက်လူငယ်185ထပ်မနဲ့ဖမ်းဆီးစုဆောင်းခံရတယ်လို့ကလေးမျိုးလူလူတိုက်ပွဲဦးဆောင်ကော်မတီကဖေဖော်ဝါရီလ6ရက်နေ့မှာထုတ်ပြန်ထားကြောင်းတရင်မှာဖော်ပြပါရှိပါတယ်ရှင်။